အားလုံးပဲမင်္ဂလာပါအာဆင်နယ်ယူ16ကတော့2025 26ရာသီမှာတော့အကောင်းဆုံးခြေစွမ်းပြပြီးတော့အာဆင်နယ်အတင်းကြီးလိုပဲဆရာထိတ်ဆုံးမှာဦးဆောင်နေတာဖြစ်ပါတယ်အာဆင်နယ်ယူ16ကလက်ရှိ6ပွဲကစားပြီးချိန်မှာအလုံးဝရှုံးပွဲမရှိသေးပဲနဲ့ဒါဆရာထိတ်ကိုဦးဆောင်နေတာဖြစ်ပါတယ်နိုင်ပွဲတွေအနေနဲ့ကတော့ဒါ Norwich Norwich U16 ကိုနိုင်သားတယ်ဆော့တတန်ယူ16ကိုနိုင်သားတယ်ဘာမင်ဂန်ယူ16ကိုနိုင်သားတယ် Ipswich ယူဆက်ရှိကိုနိုင်ထားတယ်။ပြီးတရေပွဲတွေနေနေကတော့ Chelsea ကိုတရေ Brighton ကိုအဝေးကွင်းမှာသာတရေကြထားပါဗျ။ယူဆက်ရှိ Premier League Cup ဒါဖလားပြိုင်ပွဲမှာတော့ Arsenal ယူဆက်ရှိကရှုံးပွဲကြုံထားပါဗျ။သူရှုံးတဲ့အသင်းကတော့ Stoke City ပဲဖြစ်ပါလေ။ Stoke City ကိုဒါ6-9တကိုးနဲ့ကိုအဝေးကွင်းမှာရှုံးခဲ့တယ်လို့ပြောရမှာပေါ့။ဆိုတော့ ာဆင်နယ်ရှုံးခဲ့တဲ့ပွဲကတော့အပွဲရှိပါတယ်ဆိုတော့အာဆင်နယ်ယူ၁၈ရဲ့လက်ရှိခြေစွမ်းပိုင်းကတော့တော်တော်လေးကိုကောင်းမွန်တယ်လို့ပြောလို့ရပါတယ်ဆိုတော့ယူ၁၈မှာကတော့ကျွန်တော် max downman ကလည်းတပွဲစဉ်မှာပါဝင်ပြီးတော့ကစားပေးနေပါတယ်ဆိုတော့ခြုံငုံပြောရရင်တော့လက်ရှိ arsenal ယူ၁၈မှာ ကစားသမားကောင်းတွေအများကြီးမြင်တွေ့ရပါတယ်ဒါ arsenal ဒါနွေရာသီခြေစမ်းပွဲတွေမှာလည်းပါဝင်ခဲ့တဲ့ဒါကစားသမားတွေတချို့လည်းပါဝင်နေတာဖြစ်ပါတယ်။ဆိုတော့သူတို့ရဲ့ခြေစွမ်းတွေနဲ့တော်တော်လေးကိုကောင်းမွန်တယ်လို့ပြောရမှာပါ။6ပွဲကစားပြီးချိန်မှာရမ14မှတ်နဲ့ဇယားထိပ်ကိုဥဆောင်နေတာဖြစ်ပါတယ်။ဆိုတော့ပရိတ်တတို့ရဲ့ဒါပရိတ်တတကရောအာဆင်နယ်ယူ78ကိုဘယ်လိုမျိုးထင်မြင်ကြလဲဒီထက်ကနေကစားသမားကောင်းလေထပ်ပြီးပေါ်လာနိုင်လားဘယ်သူတွေကိုမျှော်လင့်ထားကြလဲဆိုတော့ အာကိုယ့်ရဲ့ team view စကြတဲ့ရှင် comment မှာရေးပေးခဲ့လို့ရပါတယ်ဆိုတော့ Arsenal U 18ကလက်ရှိနိုင်ပွဲတွေရထားတဲ့လို့ခြေစွမ်းကောင်းတဲ့ကစားသမားတွေလည်းပိုင်ဆိုင်ထားပါလဲဆိုတော့အဲ့ဒီခြေစွမ်းကောင်းတဲ့ကစားသမားတွေကတော့နောက်ဒီ Arsenal Senior အသင်းကြီးမှာလည်းထပ်ပြီးမျက်နှာသစ်လေးတွေတွေ့မြင်လာရဖို့ရှိနေပါတယ်ဆိုတော့ Arsenal U 18ကလက်ရှိခြေစွမ်းပြပြီးတော့ဆရာထိတ်ကိုဦးဆောင်နေပါကြောင်း အဲကျွန်တော် Arsenal U session နဲ့ပတ်သက်ပြီးတော့တင်ပြလိုက်ရပါတယ်နောက်ထောင်ပေးတဲ့ပရိသတ်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ် video မှာကျွန်တော်ပြန်တွေ့ကြပါမယ်